ago, long care နဲ့ပက်လောက်က Israel နိုင်ငံကိုချိန်ချောင်းနေတဲ့အန်ဒီယေတခုကိုဖေရှားဖို့အတွက် Iran နိုင်ငံမှာချင်းတဲ့နိုးထဆစ်စင်ရဲဆိုတဲ့ဆစ်စင်ရဲတခုကိုပြုလုပ်ခဲ့ပါတယ် ဘာဖြစ်လို့လဲဆိုတော့အီရန်အစိုးရဟာဒုံးကျည်တွေအများကြီးထုတ်လုပ်နေတာရယ်ယူနီယံတွေကိုလည်းအရင်အဆင့်မြောက်သက်ဆင်နေတာရယ်ဆိုတဲ့ခိုင်မာတဲ့အထောက်အထားတွေရခဲ့လို့ပါဒီတော့အီရန်ဟာနျူကလ িয়ার လက်နက်ရဖို့အရင်ကိုနှိစက်နေပြီလို့ပြောရမှာပါဒါပြင်အီရန်အစိုးရကအစ္စရေးနိုင်ငံကိုဖျက်ဆီးမဲ့အစီအစဉ်ဆိုတာကိုလည်းရှုတ်ဝဲပြီးစီစဉ်နေခဲ့တာပါဒီအစီအစဉ်ထဲမှာအီရန်နဲ့သူတို့ရဲ့လက်ပါစေတွေကဒုံးကျည်တွေနဲ့အရင်စတိုက်တာမျိုးပြီးရင်အစ္စရေးနယ်မြေထဲကိုစစ်သားအများကြီးနဲ့ဝင်သိမ်းတာမျိုးတွေပါဝင်ပါတယ်ဒါကစစ်ကူရင်တာဒါမှမဟုတ်ဖြစ်နိုင်ခြေရှိတဲ့ ယ်လို့ပြောယုံတတ်တတ်မဟုတ်ပဲအစ္စရေးကိုကမ္ဘာမြေပုံပေါ်ကနေဖြတ်ပြဖို့တကယ်ကိုနှိတကျပြင်ဆင်ထားတဲ့အစီအစဉ်တစ်ခုပါအစ္စရေးအနေနဲ့နေပေါ့များစွာအီရန်ရဲ့လှုပ်ဆောင်မှုတွေကိုစောင့်ကြည့်ခဲ့ပြီးဒီအန်ဒရီကိုနောက်ွယ်ကနေနောက်နှဲအောင်ရက်တက်အောင်စ조사ခဲ့ကြပါတယ်။ပြီးခဲ့တဲ့တနေ့အတွင်းမှာတော့အစ္စရေးကအခုချိန်ထိအဝေးစွန်းကိုတောရောက်တိုက်ခိုက်နိုင်မဲ့စစ်စင်ရေးအတွက်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးကျွန်တော်တို့ရဲ့စွန့်ရည်တွေကိုမြင့်တင်ခဲ့ပါတယ်။ အန်ဒီကနောက်ပြန်ဆုတ်လို့မရတော့တဲ့အခြေအနေကိုရောက်လာတဲ့အခါမှာတော့ Israel ကကိုရဲ့တပ်ဖွဲ့ဟာအပြေးအဝအသိဖြစ်နေပြီးမို့ပြည်တွင်းကလူထုကိုလည်းလုံခြုံအောင်လုပ်ပြီး Iran ရဲ့ nuclear နဲ့ဒုံးကျည်အစီအစဉ်တွေကိုတိုက်ဖြတ်ဖို့လိုအပ်တဲ့စစ်စင်ရေးကိုစတင်ခဲ့ရပါတယ်တခြားရွေးချယ်စရာမရှိခဲ့ဘူးလို့ပြောရမှာပါဒီစစ်စင်ရေးမှာ Israel က Iran ရဲ့ချင်းချောင်းမှုဖြစ်စေတဲ့လော်ဒိုက်ကိုပြင်းထန်တိုက်ခိုက်ခဲ့ပြီးသူတို့ရဲ့စွန့်ရည်တွေကိုအားနည်းသွားအောင်ပြုလုပ်ခဲ့ပါတယ် တိုက်ခိုက်မှုတိုင်းမှာလည်း X-ray ကသူတို့ရဲ့အာသာချက်တွေကိုပုံမခိုင်မာအောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒီစစ်စင်ကို X-ray နိုင်ငံကကီလိုမီတာ1500လောက်ဝဲတဲ့နေရာမှာမမျော်လင့်ပဲအရင်စပြီးတိုက်ခိုက်ခဲ့တာပါ။နျူကလ িয়ার စစ်ရုံတွေထိတ်တန့်စစ်ဗိုလ်ချုပ်တွေအများကြီးနျူကလ িয়ার ပညာရှင်၁၁ယောက်နဲ့ဗဟုသုတစင်တာတွေသူတေသနနဲ့ဖွံ့ဖြိုးရေးနေရာတွေကိုပိတ်မဲ့ထားခဲ့တာပါ။ ဒီလိုလှုပ်လိုက်ခြင်းအပြင်အီရန်အစိုးရရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုအဆင့်အလုံးကိုအနောက်ရှက်ပင်းနိုင်ခဲ့တယ်လို့ပြောချင်ပါပဲ။တချိန်တည်းမှာပဲလေတပ်ကလည်းမြေပြင်ကနေမြေပြင်ကိုပစ်လွတ်နိုင်တဲ့ဒုံးကြီးတွေဒုံးလွတ်စင်တွေထောက်လို့ရဲစဲယုံတွေနဲ့ကျွန်တော်တို့ရဲ့လေရင်တွေကိုပိတ်မဲ့ထားဖို့လှုပ်ထားတဲ့စနစ်တွေကိုပါတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်나이ဘိုင်အတွင်းမှာပဲအနောက်အီရန်မှာလေကြောင်းထိန်းချုပ်မှုကိုရရှိခဲ့ပြီးအီရန်ရဲ့ဗဟိုချက်မှဖြစ်တဲ့ခံမျိုးကိုတွားရလမ်းကိုပါပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒီလိုဥစွာတိုက်ခိုက်လိုက်တာကအီရန်အစိုးရရဲ့အစီအစဉ်တွေကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။မူလကတော့သူတို့က X-ray ကိုကျွန်တော်တို့ထင်ထားတာထက်ပိုကြီးမားတဲ့ဒုံးကျည်တွေနဲ့တိုက်ခိုက်ဖို့ပြင်ဆင်ထားခဲ့တာပါ။ ဥဇော်တိုက်ခိုက်မှုလုပ်ပြီးစစ်နေရအတွင်းမှာတော့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဟာအဓိကအချက်နှစ်ချက်ကိုဥတီပြီးတိကျတဲ့တိုက်ခိုက်မှုတွေကိုဆက်လုပ်ခဲ့ပါတယ်။ပထမဦးစားပေးကတော့အီရန်အစိုးရရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကိုတိုက်ခိုက်ဖို့ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာနျူကလ িয়ার လက်နက်အပြည့်အစုံရရှိဖို့အရန်ကိုမြန်မြန်ချိန်ကပ်နေတာပါ။သူတို့ကယူရေနီယံတွေကိုအရန်ကိုအများကြီးသက်ဆင်နေတာ။နျူကလ িয়ার ဘုံးတွေအတွက်လိုအပ်တဲ့ကုန်ကျစရိတ်ပစ္စည်းတွေကိုအချိန်တိုအတွင်းစူးစစ်နိုင်တဲ့ပမာဏအထိရောက်နေခဲ့တာပါ။ဒီမြေပုံမှာအီရန်အစိုးရရဲ့အဓိကနျူကလ িয়ার စခန်းတွေ ကိုမြင်ရမှာပါဒီနေရာတွေကနျူကလ িয়ার လက်နက်ရဲ့အဓိကစိတ်ပိုက်တွေကိုထောက်လို့ရမှာအရန်ရေးကြည့်တဲ့စက်ရုံတွေပါပုံထဲမှာပထမဆုံးမြင်ရတဲ့နေရာကတော့မြောက်မီတာဒါဇင်များစွာအနက်မှာတိဆောက်ထားပြီးကြောက်သားထဲကိုတူဖော်ထားတဲ့ Uranian သက်ဆင်ရဲ့စက်ရုံပဲဖြစ်ပါတယ်ဒီစက်ရုံကို American စစ်တပ်ကတိုက်ခိုက်ခဲ့တာပါဒုတိယနေရာကတော့ NATO ဖြစ်ပြီး Iran ရဲ့ကြီးစွန်းသက်ဆင်ရဲ့စက်ရုံပါဒါကနေပေါများစွာလေပတ်နေတာဖြစ်ပြီးစစ်ဖက်သုံးအဆင့်အထိ Uranian သက်ဆင်နိုင်တဲ့အခြေခံအဆောက်အအုံတွေပေါင်းဝင်ပါတယ် ဒီနေရာနှစ်ခုကိုပြင်းပြင်းထန်ထန်ဖျက်ဆီးလိုက်တဲ့အတွက်အီရန်အစိုးရဟာလက်ရှိအချိန်မှာစစ်ဖက်သုံးအဆင့်ယူရိုနီယံသက်ဆင်နိုင်စွမ်းကိုဆုံးရှုံးသွားပါပြီ။ ဒါတရားမျိုးတိုက်ခိုက်ခံရတဲ့နေရာကတော့ Esperhenna ကပျောက်လေရဲစဲယုံပါကျွန်တော်တို့က nuclear လက်နက်ထုတ်လုပ်မှုကွင်းဆက်မှာအရေးကြီးတဲ့အစိပ်ပိုက်တွေကိုတိုက်ခိုက်ခဲ့ပါတယ် Centrifuge တွေအများကြီးထုတ်လုပ်ရဲ့နေရာတွေနဲ့ခြေခံအဆောက်အုံတွေကိုပိတ်မဲ့ထားခဲ့တာပါဒါပြင်လုံးဝမလုံဆောင်နိုင်သေးတဲ့ RF reactor ကိုလည်းတိုက်ခိုက်ခဲ့ပါတယ်ဒီစဲယုံကိုတိုက်ခိုက်လိုက်တဲ့အတွက် Iran အစိုးရဟာ nuclear လက်နက်အတွက်နောက်ထပ်ကုန်ကျစရိတ်ဖြစ်တဲ့ plutonium ထုတ်လုပ်နိုင်တဲ့အရေးကြီးတဲ့စွန့်ရည်ကိုဆုံးရှုံးသွားစေခဲ့ပါတယ် နျူကလ িয়ার လက်နက်ဖွံ့ဖြိုးရေးမှာတိုက်ရိုက်ပါဝင်နေတဲ့နျူကလ িয়ার သိပ္ပံပညာရှင်စစ်တအုပ်ကိုဖေရှားလိုက်တာဟာအီရန်အစိုးရရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ဆက်လက်လှုပ်ဆောင်နိုင်စွမ်းကိုပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။ဒုတိယအရေးကြီးတဲ့အားထုတ်မှုအနေနဲ့အီရန်ရဲ့ဒုံးကျည်တွေနဲ့မဟုတ်သူမဲ့လေရင် UAV တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အီရန်အစိုးရဟာအစ္စရေးကိုအနောက်အီရန်က နေရာအမျိုးမျိုးကနေဒုံးကျည်တွေနဲ့တိုက်ခိုက်ဖို့အစီအစဉ်ဆွဲထားခဲ့တာပါ။ လွန်ခဲ့တဲ့လအနေငယ်တွင်စစ်ထောက်လန်းရေးကနေအီရန်အစိုးရဟာဒုံးကျည်ထုတ်လုပ်မှုကိုတည်တသာတိုးမြင့်နေတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။နှစ်နှစ်အတွင်းအစ္စရေးအတွက်ဓာတ်ရိုက်ချင်းချောင်းနိုင်မဲ့တကြတဲ့ဒုံးကျည်၈000အထိရောက်ရှိအောင်သူတို့ပြင်ဆင်နေတာပါ။ဒါကြောင့်ကျွန်တော်တို့ဟာဒုံးကျည်ထုတ်လုပ်မှုစွန့်ရည်တွေဒုံးလို့စင်တွေနဲ့မြေပြင်ကနေမြေပြင်ကိုပြစ်လွတ်နိုင်တဲ့ဒုံးကျည်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီမြေပေါ်မှာမြင်တွေ့ရမှာကတော့ကျွန်တော်တို့ဟာဒုံးကျည်အစီအစဉ်အတွက်လိုအပ်တဲ့အစိပ်ပိုက်တွေနဲ့ကုန်ကျစရိတ်တွေထုတ်လုပ်တဲ့စက်ရုံ30ကျော်ကိုတိုက်ခိုက်ခဲ့တာပါ။ အထူးသဖြင့်အစ္စရေးကိုတိုက်ရိုက်ချင်းချောက်နိုင်တဲ့တာဝဲပစ်ဒုံးကျည်တွေရဲ့ထုတ်လုပ်မှုကိုနောက်နှေးစေခဲ့ပါတယ်။ဒုံးလို့စင်တွေရဲ့90ရာခိုင်နှုန်းကျော်ကိုဖျက်ဆီးနိုင်ခဲ့သလိုအစိပ်ပိတ်အများကြီးကိုလည်းဖျက်ဆီးစေခဲ့ပါတယ်။ဒါ့အပြင်အကြီးတဲ့စစ်ဘိုလ်ချုပ်ကြီး၃ဦးပါဝင်အီရန်စစ်ဘိုလ်ချုပ်အများအပြားကိုဖေရှားနိုင်ခဲ့ပြီးနောက်ပိုင်းမှာသူတို့ရဲ့အစားထိုးတွေထဲကတဦးကိုလည်းထပ်မံဖေရှားနိုင်ခဲ့ပါတယ်။စုစုပေါင်းအကြီးတဲ့စစ်ဘိုလ်ချုပ်30ကျော်ကိုဖေရှားခဲ့ပါတယ်။ကျွန်တော်တို့ကိုဖျက်ဆီးဖို့စူးစမ်းနေတဲ့ရန်သူတွေအတွက်ဘယ်နေရာမှ လုံခြုံတဲ့နေရာမရှိပါဘူး။ ါဘူးဒီမြေပုံကကျွန်တော်တို့ခုနကရှင်းပြခဲ့သမျှအားလုံးရဲ့ရလက်အပြည့်စုံကိုပြသနေပါတယ်ကျွန်တော်တို့ဟာအစ္စရေးနိုင်ငံအတွက်ချက်ချင်းဖြစ်ပေါ်နိုင်တဲ့အသံအရည်ချင်းချောင်းမှုကိုဖေရှားနိုင်ခဲ့ပါပြီဒီချင်းချောင်းမှုကိုနောက်တစ်ချိန်ပြန်ပေါ်ပေါက်ခွင့်မပြုပါဘူးကျွန်တော်တို့ဟာနေဆက်နဲ့နေဆက်ကိုကြော်ပြီးရန်သူရဲ့ခေါင်းဆောင်မှုနဲ့သူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေကိုပါတိုက်ခိုက်ခဲ့ပါတယ်အီရန်နဲ့နျူကလ িয়ার စီမံကိန်းရဲ့အစိပ်ပိတ်အားလုံးကိုတိုက်ခိုက်ခဲ့တာပါနျူကလ িয়ার စီမံကိန်းကိုနေပေါက်များစွာနောက်ပြန်ဆုတ်သောစေခဲ့ပါတယ် အီရန်အစိုးရရဲ့လက်နက်ဖွံ့ဖြိုးရေးနဲ့စီးရဲလုပ်ငန်းတွေကိုတိတိသာသာထိခိုက်ပျက်စီးစေခဲ့ပြီးထုတ်လုပ်ဖို့စီစဉ်ထားတဲ့ဒုံးကျည်ထောက်ပေါင်းများစွာကိုလည်းမတိဆောက်နိုင်တော့ပါဘူး။ကျွန်တော်တို့ဟာအီရန်ရဲ့ဒုံးကျည်အခြေခံအဆောက်အအုံနဲ့ချိုက်စွာထိခိုက်စေခဲ့ပါလေ။ X-ray စီကိုဒုံးကျည်တွေပြစ်လက်တာကိုချက်ချင်းချော့ချနိုင်ခဲ့တာကအဓိကအောင်မြင်မှုတစ်ခုပဲဖြစ်ပါလေ။ဒါတွေအပါအဝင်အီရန်ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေကိုလည်းအားနည်းစေခဲ့ပါလေ။ အစ္စရေကကိုရီးယားတက်မတော် IDF ဟာသူ့ရဲ့တစ်စင်ရဲ့ပန်းတိုင်တွေကိုပြင်မင်ခဲ့ပြီးတချို့နေရာတွေမှာဆိုပေါ်တော်ကျော်လွန်ခဲ့ပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ဘာမှမပေါ်ဆပါဘူး။ရန်သူ့ရဲ့ရွေးချက်တွေကမပြောင်းလဲသေးပါဘူး။ဒီစစ်စင်ရဲကနေတဆင့်ကျွန်တော်တို့ဟာအစ္စရေတွေသာတစ်ခုလုံးနဲ့အနောက်ကဘာအတွက်အသက်အန္တရာယ်ချင်းချောင်းမှုကိုတားဆီးဖို့ဒီမန်ချက်ကိုအောင်မြင်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့စွန့်ရည်စိတ်ပိုက်ဖျက်မှုနဲ့ကိုကိုကိုကာကွယ်ဖို့အသင့်ရှိနေမှုတွေကိုခုဆိုရင်မိတ်ဆွေတွေရောရန်သူတွေပါရှင်းရှင်းလင်းလင်းမြင်တွေ့ရပါပြီ။ကျွန်တော်တို့ရဲ့မဟာ ာမိတ်နဲ့လက်တွဲဖော်ဖြစ်တဲ့အမေရိကန်ပြည်ထောင်စုနဲ့အမေရိကန်စစ်တပ်ကဗိုလ်ချုပ်တွေကိုလည်းကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်တူညီတဲ့တံပိုးတွေအပေါ်အခြေခံပြီးနစ်ပေါက်များစွာနိနိကက်ကက်ဥပေါင်းဆောင်ရွက်ခဲ့တာတွေဟာဒေသတစ်ခုလုံးရဲ့လုံခြုံရေးအတွက်အရန်အရေးကြီးခဲ့ပါတယ်။ဒီစစ်စင်ရဲ့အတွင်းမှာအီရန်ကနေအစ္စရေးနယ်မြေစီကိုဒုံးကျည်930လုံးနဲ့မောက်သူမဲလေရင် UAV 1100လောက်ပစ်လောခဲ့ပါတယ်။ အများစုကလူနယ်ထူထပ်တဲ့နေရာတွေကိုပြစ်မှတ်ထားခဲ့တာပါဒါပေမဲ့ Israel တဲ့နဲ့ရေထက်တော်ဟာပြစ်လွတ်ခဲ့တဲ့ဒုံးကျည်အများစုနဲ့မဟုတ်သူမဲ့လေရင်တွေရဲ့ကိုးစေကိုရာခိုင်နှုန်းကိုကာကွယ်နိုင်ခဲ့ပြီးအများစုက Israel နေမြေအပြင်ဖက်မှာကာကွယ်နိုင်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့ကာကွယ်ရေးစနစ်တွေကထိခိုက်မှုတွေကိုတီးသသာချော့ချပေးနိုင်ခဲ့ပါတယ်ကံမကောင်းစွာနဲ့ပဲဘေးကာကွယ်ရေးစနစ်မှာအပြည့်အဝရာနှုန်းပြတော့ကာကွယ်မပေးနိုင်ပါဘူးဒီတိုက်ခိုက်မှုတွေကြောင့် Israel နိုင်ငံသား29ဦးအသက်ဆုံးရှုံးခဲ့ပြီးအများပြားဒဏ်ရာရရှိခဲ့ ကအင်ချေမစ်တွေနဲ့ဖြစ်ခဲ့ရပါတယ်စစ်စင်ရဲရဲ့အောင်မြင်မှုဟာကျွန်တော်တို့ခံစားရတဲ့ဝန်ထဲမှုနဲ့ net ဆိုင်တဲ့ဆုံးရှုံးမှုတွေကိုပြန်လည်ကူးစားပေးနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့ဟာနေဆက်အလုံးမှာဆက်လက်တည်ရှိနေဆဲဖြစ်ပြီးအခြေအနေအမျိုးမျိုးအတွက်ပြင်ဆင်နေဆဲပါအိမ်မိနေတဲ့တရားခံအားလုံးကိုပြန်လည်ရရှိဖို့ကြိုးပမ်းနေတဲ့အပြင်ဂါဇာကဟာမက်စ်ကိုလည်းဆက်လက်တိုက်ခိုက်နေဆဲပါအလုတ်ကမပြီးဆုံးသေးပါဘူးတရားခံ90ဦးလောက်ကအခုချိန်ထိအကျဉ်းကျနေဆဲပါ ီနေ့လှုပ်ဆောင်ခဲ့တဲ့အရာတွေဟာမနှက်ဖြဲဆိုတဲ့အနာဂတ်အတွက်ပါကျွန်တော်တို့အားလုံးရဲ့အနာဂတ်အတွက်ပါကျွန်တော်တို့ရဲ့သားသမီးမြင်းမြစ်တွေရဲ့အနာဂတ်အတွက်ပါကျွန်တော်တို့အတူတကွခိုင်မာစွာယက်တီသွားမှာဖြစ်ပြီးကျွန်တော်တို့အောက်ဝဲခံသွားမှာပါ The mission is not yet complete 50 hostages remain in captivity Today's actions are for tomorrow's future for the future of us all our children and our grandchildren we will continue to stand strong together and we will prevail.